မင်္ဂလာပါအဲကျွန်တော်ကတော့သံဃာတိပညာစိတ်ဝင်စားသူမျိုး page မှာခတ်မှုဆိုရင်ဖြစ်ပါတယ်ဒီမှာပေါ့နော်ဘာပြောချင်တာလဲဆိုတော့ဒါကျွန်တော်ကဒီ page မှာစာတွေရေးတာပဲဖြစ်ဖြစ်ဒီ video တွေလုပ်တာပဲဖြစ်ဖြစ်ပေါ့နော်အဓိကမျှဝေပေးတာကတော့ဗာလဲဆိုတော့ဒီဒီ네ပယ်မှာတော်တော်များများပါတော့เนาะအဲအဲဒီက user တွေနည်းနည်းဥတီပြပြောရမယ်ဆိုရင်ဆိုင်ငယ်စီးရဲ့လို့တော်တော်များများဘာတစ်ခုမှနားမလည်ဘူး ပြောမယ်ဆိုတော့မသိဘူးမသက်ဘူးပေါ့နော်မသိဘူးမသက်ဘူးအဲပြောလိုက်လို့ရှိရင်ဒါနဲ့တည်းလမ်းဆုံးနေကြတယ်ပေါ့နော်ဆိုင်ဥမာတခုခုပြင်တော့မယ်ဒါအင်ဂျင်ပိုင်းပဲဖြစ်ဖြစ်ပြင်ရအောင်ဆိုပြီးတော့ရောက်လာတယ်အဲသူတို့ကမသိဘူးပေါ့နော်ဟောဒါမသိဘူးမသက်ဘူးဆိုပြီးပြီပေါ့နော်အဲအဲ့လိုမျိုးလုတ်တဲ့အခါမှာကျတော့အများကြီးတော့အဆင်မပြေကြတာရှိတယ်။ဘာလဲဆိုတော့ဘလို့ပြင်ရမှမသိတဲ့ပြဿနာတွေပေါ့နော်။ဆိုင်က စံငယ်သီးကိုမသိဘူးမသက်ဘူးနဲ့တို့စီးတယ်လမ်းဆုံးတယ်ဥပပြက်တယ်ပြင်းတယ်ပြင်းတာနေတာပေါ့နော်ပြက်တယ်ဆိုင်တော့ပို့တယ်ပြင်းတယ်ပတ်ဆက်ပြလိုက်တယ်ပြီးပြီပေါ့နော်တို့ဟာဒီလောက်ဒီလောက်ပဲပေါ့နော်ကျန်တာတွေကျန်တဲ့ knowledge တွေမရှိတဲ့ခါမျိုးမှာကြတော့ဘာပြဿနာဖြစ်လဲဆိုစံငယ်တွေမပြင်းတတ်တဲ့ပြဿနာလေပြီးတော့ပစ္စည်းတွေရဲ့သဘောတရားတွေစက်တရဲ့သဘောတရားတွေကိုမသိတော့ဘူးပေါ့အဲ့ဒါမြင်တဲ့ခါမှာအများကြီးဒုက္ခရောက်တဲ့အစင်မပြေဘူးရွေးချယ်ပြီးတော့မပြင်းတတ်တော့ဘူးပေါ့နော် ဟိုကျွန်တော်ပြောနေရွေးချက်ကလည်းအဓိကဆိုကျွန်တော်ဆိုပြဒီဗီဒီယိုတွေစရိုက်တယ်စာရင်းစရိုက်ဆိုတဲ့ knowledge sharing ဘိုင်းကိုပဲအဓိကလုပ်ပေးတာ knowledge sharing ဘိုင်းကိုပဲအဓိကလုပ်ပေးတာဘာလို့လဲ user တွေအများကြီးဟိုသိရမှာနော်ပြီးတော့လည်းအာငါဒီလိုတွေးတယ်ဒီလိုပဲလိုက်တွေးဆိုတော့လည်းမဟုတ်ဘူးဟိုကိုကြုံခဲ့ရတဲ့အခက်အခဲတွေဒါကတော့ဆက်ဆရာတွေတော့ဆိုရှင်ဟိုကိုကြုံခဲ့ရတဲ့အခက်အခဲတွေကိုဒါပြန်ပြီး share ရင်းလုပ်တယ်အခက်အခဲတွေဖြည့်ရှင်းပုံလေးအဲ့ဒီဖြည့်ရှင်းပုံရတယ်ဗျာတခုမကရှိတယ် ဟိုလေးငါးချက်ခုလည်းရှင်းရှင်းပဲအဲ့ဒီမှာဟိုကတော့ဒီဟိုအချိန်နေတဲ့အချိန်ခါကျဒီလိုမျိုးဖြည့်ရှင်းလိုက်တဲ့အစဉ်ပြေးသွားရဆိုပြီးပြီပေါ့နော်ဩအဲ့မှာမှတ်ထားလိုက်ပေါ့ तू ကဒီလိုဖြည့်ရှင်းသွားတာပဲပေါ့နော်ကိုနဲ့ဒီဖြည့်ရှင်းပုံဖြည့်ရှင်းနည်းနဲ့အဲအစဉ်ပြေးတဲ့ခါမျိုးမှာယူတုံးလိုက်ပေါ့နော်အစဉ်မပြေတော့လည်းပယ်လိုက်ပေါ့အဲတချို့ကြတဲ့ဒါတွေကိုကားပြီးတော့ဒီတက်ပိုကောင်းတဲ့နည်းတွေလည်းရှိကောင်းရှိနိုင်တယ်ဒီလိုမျိုးပါပဲအဓိကတော့ဒါတွဲတော့ခေါ်တဲ့အောင်လမ်းဝင်ပေးတာပဲပေါ့နော်ဒီသဘော တရားပါပဲအဓိကရှုတော်မျိုးစုံကြည့်တဲ့အောင်ဒါလေးတွေကိုပြောပြတာပါအဲခုနကတည်းကပြန်ပြောမှာပေါ့နော်ယူသားရဆိုးရှင်မပြင်းတတ်ဘူးနော်မပြင်းတတ်ဘူးဆိုတော့ဒီဆိုင်ကနယ်ပယ်မှာပြင်းတတ်ဖို့တင်မဟုတ်ဘူးအဲပြင်းတတ်ဖို့တင်မဟုတ်ဘူးဆိုတာကယူသားရအနေနဲ့ပြင်းတတ်ဖို့ပြောပြတာမဟုတ်ဘူးဟိုဆိုင်ကတည်းကအင်ဂျင်ခွဲမှုဆိုကိုယ်တိုင်ခွဲဖို့ဒါကိုယ်တိုင်ပြုံးဖို့ပြောပြတာမဟုတ်ဘူးပေါ့နော်သဘောတရားတွေကိုသိအောင်သဘောတရားတွေသိတဲ့အခါမှာ ိုပြင်တတ်အောင်ဥပမာကျွန်တော်တို့ဆိုကြုံရတာလည်းရှိတယ်ဗျအများကြီးပဲဟိုတချို့ဆိုင်ငယ်ခက်ရွယ်ရွယ်လေးတွေပေါ့နော်ဆိုင်ငယ်ခက်ရွယ်ရွယ်အဲအရင်ကြီးမကောင်းတဲ့ဘိန်းတွေပေါ့နော်ပြောမှဆိုဘိန်းတွေရတဲ့ဆုံးကြနေတဲ့ဘိန်းတွေမကောင်းတာတွေများတယ်မကောင်းတာတွေများတဲ့ခါမှာဒါ user တွေအနေနဲ့လည်းငွေကြေးအတိုင်းသာနဲ့ change ပြီးပြင်ရတာတွေရှိတယ်အဲအဲ့မှာကျွန်တော်တို့ဆိုပါတယ်ကြုံရတယ်ဆိုလို့ရှိရင်မစတက်လိုင်းလှုပ်ရှင်တဲ့တွေရှိတယ်အဲစတက်လိုင်းပြင်နေတယ်ပေါ့နော်စတက်လိုင်းပြင်နေဆိုကြီးလိုက်တဲ့ခါမျိုးမှာ ဟိုမော်တာအမရှာတွေလုံးလုံးမော်တာမကောင်းတော့ဘူးဗျာမော်တာလည်းမကောင်းတော့ဘူးပြီးတော့ဒီဘိန်းတွေကမော်တာမကောင်းဘူးဗရီယိုတွေမကောင်းဘူးပေါ့နော်မော်တာလည်းမကောင်းဘူးဗရီယိုတွေမကောင်းဘူးအထက်ကဒီ vocal line တွေပေါ့နော်ဒီ step chain line တွေဒါတွေကစပြီးမကောင်းဘူးပြောမှဆိုကုန်နည်းနည်းပုံးကြနေတဲ့ဘိန်းအဲ့တော့သူ step line လုတ်ချင်တယ်ပေါ့နော်သူလက်ထဲကိုငွေရှိတော့ဒါလေးကိုသူ step line လုတ်ချင်တယ်ဟုတ်ပြီအဲ့ဒီဘိန်းကိုကျွန်တော်စကြည့်လိုက်တဲ့အခါမျိုးမှာ ဘင်းရတယ်အင်ဂျင်ကြရတယ်ဘင်းနော်အင်ဂျင်ကြရတယ်ဆိုတော့ဒီမီးခိုးတွေလိုက်တယ်အဲပလက်တွေလက်ထိဟိုမကြခဏထိတယ်ပေါ့နော်ကြည့်လိုက်တယ်ဗျာဒါကတော့ဒီဆက်စီရမျက်လုံးပဲပေါ့နော်ကြည့်တတ်တယ်ဒီဘင်းကဘာတွေဘာရှုံးရက်ရှိရဆိုတော့အဲ့မြင်နေအင်ဂျင်ကြရတယ်မီးခိုးတွေလိုက်နေတယ်အဲ့အချိန်မှာသူ့ရဲ့ထက်မှာဟိုမှာသူသသိန်း900တောင်စုမိတယ်ပေါ့နော်သသိန်းခွဲနှစ်သိန်းစသည်ဖြင့်ပေါ့ဗျာဒေတာပတ်ဝန်းကျင်သူစုမိတယ်စုမိတဲ့အခါမျိုးသူဘာလုပ်တယ်ဆိုအရှိတဲ့ဟာနဲ့သူစတက်လိုက်လုပ်ချင်တယ်အဲ့မှာပေါ့နော်900ပေါ့ကွန်900ပေါ့ကွန်သသိန်းပေါ့ကွန်မစတဲ့ဖြင့်သူဒီလိုမျိုးပေါ့နော် အကယ်၍အားလုတ်ပြီးတဲ့ခါမျိုးပါတော့သူအကုံပဲပေါ့နော်ဒါတော့လောလောဆယ်အကုံလုံးလိုက်တာအဲ့မှာကျွန်တော်တို့ကပြင်တတ်ဖို့လိုတယ်ဆိုတာအဲ့ဒါကိုပြောတာပေါ့ကိုယ်လက်ဆဲမှာဗျာဥမာဟိုဘလောက်ကုန်ကုန်ဆိုတာသူတဲ့သူတွေတို့ကတော့ကိစ္စမရှိဘူးဟာဥမာခုပြင်နေတာဟုတ်တယ်စတလိုင်းပြင်လိုက်တယ်ပြင်နေစီးရဗျာနောက်အင်ဂျင်ထပ်ကင်နေမှာပြဿနာမရှိဘူးတချို့ကျတော့ငွေအတိုင်းအတာနဲ့ချိန်ပြီးတော့ပြင်ရတာလည်းရှိတယ်အဲဥမာတော့ကိုစုတယ်တသိန်းလောက်စုမြင်တခါပြင်တယ်အဲ့ဒီဘိန်းလေးတွေဆက်ပြီးတော့ဒါစီးပွား ရှာတယ်ပေါ့နော်ပတ်ဆံရှာတယ်နောက်တခါစုမင်းထပ်ပြီးတော့ပြင်တယ်ပေါ့နော်အဲ့ဒီလိုမျိုးလုပ်တဲ့ခါမျိုးမှာကျွန်တော်ဒီရွေးချယ်တဲ့ဘူကတော်တော်အေးကြီးတယ်ပေါ့နော်အဲ့ကျွန်တော်ကဘင်းမှာဆိုလို့ရှိရင်သူက star line လုပ်ချင်တယ်ပြောပြတဲ့ခါကျွန်တော်ဘယ်လိုပြန်ပြောရလဲဆိုလို့ရှိရင် star line ကိုဟိုနောက်တစ်ဆင့်မှာလုပ်ပေါ့နော်နောက်တစ်ဆင့်မှာလုပ်ဆိုအခုလက်ရှိ okay ဟုတ်ပြီသူအကယ်၍တော့ကို star line ပြင်မိခဲ့မှာဆိုအပင်ကမခံတော့ဘူးဆိုတော့ကိုသိတယ်အလုံးလုံးခံရင်ညာအဲ 10ရက်15ရက်ပဲဘုံမခံဘူးเนาะအိန္ဒိယတော်တော်အချိန်နဲ့စိုးနေပဲအဲ့ဒီတော့စတက်လိုက်ကိုမလုပ်ဖို့တားနေအဲ့ဒီလက်ရှိပေါ့เนาะစတက်လိုက်ပြင်မဲ့ဝင်အမောက်နဲ့အင်ဂျင်လုတ်တင်နေအင်ဂျင်လုတ်တယ်ဆိုတော့ဒါတော့ဒီဘူးလိုပဲဒီလောက်ကြီးရှင်းမပြရတော့ဘူးเนาะဒါဘာမှဘူးလိုတွေမအောင် page တွေမအောင်ရေးထားတာဆုံးတော်တော်ဒီပို့ရဆိုတော့ထပ်ခါထပ်ခါလည်းတင်နေပေါ့เนาะဒီအင်ဂျင်ကင်တာဆိုဘယ်လိုကင်ရလဲဆိုတော့ဒါနောက်လက်ထပ်တော့ပြောပါအောင်မယ် အဲတချို့ပင်ဆိုလုံးလုံးခံရတာရှိတယ်ဒါတော့ဖြစ်တဲ့ပုံမှာမူတည်ပြီးခံရတာချို့ဆို orange လဲရတာချို့ဆို boring ထိုးရတာချို့ဆို၄ချမ်းလောက်ခံရစတဲ့ပြပြဒီလိုမျိုးတွေတော့ရှိတယ်ပေါ့နော်ဟုတ်ပြီဟုတ်ပြီ AI နောက်ဆုံးအဆင့်ပြကိုကဒီလုံးဝအတိုင်းမကင်နိုင်ဘူးဆိုရင်တော့ကိုနကအဲဒီ step ပြနေအမောင်းဆောင်တယ်ဆို၈ချမ်းလောက်တော့အဆင်ပြေအောင်လေးလုံးလို့ရနိုင်တယ်ပေါ့နော်အဲ့ဒီတော့လုံးလိုက်ချင်းအားဖြင့်ပြဥမာပေါ့နော်တစ်ထင်းတစ်နှစ်ခွဲလောက်ခိုင်းနေပဲဆိုချင်းသူအကျန်းအားဖြင့်စီးလို့ရမယ်ဆိုပဲအများကြီးအဆင်ပြေသွားပြီ ်ကလူ step ပြင်ဖို့စုထားတဲ့အမောင့်ကိုအရင်ဆုံးခြေချမ်းလေးကို gain ခြေချမ်း gain ပြီးတဲ့အခါမျိုးကြာမှာပေါ့နော်ဒီ gain ဆက်ပြီးတော့တော့ဆီယုံပေါ့နော်ယာရီစီပတ်ဆန်ရှားစီဝါလို့ပေါ့နော်ဒီ gain နဲ့ပြီးတဲ့အခါကျတော့မှနောက်နည်းနည်းလေးစုမိတဲ့အခါမှာ straight line ကိုပြင်ပြဒီတော့သူ့အားလေးနဲ့လူဆက်မိပေါ့ပေါ့နော်အဲ့အချိန်မှာကိုကမရွေးချယ်တဲ့လို့ရှိရင်အချို့ဆိုရှိရဘိန်းနေပြင်းပြီးရမှာပုံထားတာပဲဗျဟို မဆိုင်တာမဆိုင်တာမဟုတ်ဘူးเนาะပြင်တယ်ပေါ့ဒါကျန်တာလောက်တယ်ပြည့်တဲ့ဆက်ကိုကြီးကြီးမားမားလည်းဖြစ်ဟောမပြင်နိုင်တော့ပြင်နိုင်တော့ထိုးထားတယ်အဲ့တော့ပထမပြင်တာလည်းလကားဖြစ်တာပေါ့ဒါလေးကြတော့အဓိကဘာလို့ပြောရလဲဆိုရွေးချယ်ရွေးချယ်တတ်ဖို့ပေါ့เนาะဒါမျိုးတွေပြောတာပါအားကြောင့်လည်းဒီဒီဗီဒီယိုတွေကတော့ဒါ user တွေနဲ့ကြည့်ယူကြည့်တင်တဲ့ဗီဒီယိုတွေပဲဒီ engine ခိုင်းမယ်ဆိုလို့ရှိရင်လည်းဒီတိုင်းပဲပေါ့เนาะဘလိုတွေဘလိုတွေကန်ရမယ်ဆိုတဲ့သဘောတရားတွေကိုတော့ အများကြီးသိဖို့လိုတယ်ဒါလေးတွေသိမှပဲအဆင်ပြေပါလိမ့်မယ်အဲဒါကတော့ဒါ user တွေအနေနဲ့ဘာကြောင့် knowledge ရှိတင်တဲ့ဆိုတာကိုပြောပြတာပါဒီလိုဆိုင်ငံနဲ့ပတ်သက်ပြီးဆိုဒီလို knowledge လေးတွေရှိလို့ရှိရင်အဲဘာလည်းဖြစ်လာလို့ဆိုရင်တို့တို့ဒီဘူးဆိုင်ငံနဲ့ပတ်သက်တဲ့ဒီလိုတွေသိပြီးဆိုလို့ရှိရင်ဘယ်လိုတွေပြင်ရမလဲဘယ်လိုတွေကိုဘင်းရောပေါ့နော် maintenance ဘိုင်းကြီးဘယ်လိုလုပ်ရမလဲဆိုတာသိလာပါလိမ့်မယ်ဘယ်လိုပြုတ်ပြင်ထိန်းသိမ်းရမလဲ ဟိုငွေအတိုင်းအတာတစ်ခုနဲ့ချင်းပြင်မယ်ဆိုဘယ်ပိုင်းနေရာပို့ပြီးအရေးကြီးတယ်ဘယ်ပိုင်းနေရာအန်ဒီရရှိနိုင်တယ်အန်ဒီရမရှိနိုင်ဘူးဘယ်ပိုင်းနေပို့ပြီး view site တဲ့ဆိုတဲ့ knowledge တော့ကတော့ designer စီးနေတဲ့ဒီကိုတွေပါရှိတင်တယ်လို့ထင်ပါတယ်အဲဒါကြောင့်လဲတော့ဆောက်ပြရတာပါတချို့ကြောင့်လဲခက်ပါတယ်ပေါ့နော်ဟိုသူကဒဲတွေပဲကြိုက်ချောက်ပဲဥမာဒါပြည့်ရဘလို့ပြင်လဲဆိုတော့ဘူးဘလောက်ပဲလိုက်ကြည့်တာအဲဒီလိုမျိုး knowledge တွေပြည့်တဲ့ဟာတော့တော်တော်များများလဲမကြည့်ရဘူးပေါ့နော် ပြောတာဒီလိုအခုကျွန်တော်ပြောနေတဲ့ဟာမျိုးတွေကလည်းသိထားတယ်လို့ပြောတာပါဆိုင်ငယ်စီးနေလူတယောက်အနေနဲ့ဟာမျိုးတွေကသိကိုသိတယ်ပါလေဟုတ်ကဲ့ပါဒီဂူယူလေးရတော့ဒါဘလူတွေရွေးချယ်ပြီးပြင်ရမလဲဆိုတာလေးကိုအကြံပေးတာပါသဘောတရားဥပမာကျွန်တော်ကတော့ဗျာအကုန်လုံးတော့တိုက်ဆိုင်နေလိုက်ပြောနိုင်မှာမဟုတ်ဘူးပေါ့နော်ဘယ်ဘေးကဘာဖြစ်ရင်ဘလူပြင်ဆိုပြောနိုင်မှာမဟုတ်ဒါကနမူနာတစ်ခုပဲဥပမာတစ်ခုအနေနဲ့ပြောပြတာဒီဥပမာကိုအခြေခံပြီးတော့ ဘာတွေဘလို့လုတ်တင်တယ်ဆိုဆက်ပြီးတော့ဒါတွေးထမ်းအောင်ပါပြောပြတာပါဒီဘက်နောက်ပူရောဘက်ကျွန်တော်ဒီအင်ဂျင်နဲ့ပတ်သက်တာလေးတွေကိုပြောပြပါအောင်မယ်ဒီအင်ဂျင်နဲ့ပတ်သက်တာလေးတွေကဒါပစ္စည်းအေရာလေးအကြောင်းလေးတွေကိုပြောပြချင်ပါတယ်ဟာဒီနောက်ပူရောကြပါမယ်ဆက်ပြောပါတော့မယ်ဒီဘူးရဲရှိသွားမှာဆိုလို့ပါဟုတ်ကဲ့ပါဒီလေးလာတာညီကိုလေးပေါ့နော်လေသာသာညီကိုလေးပဲဖြစ်ဖြစ်ဒါ user တွေတည်းကမှဝါသနာပါတဲ့ညီကိုလေးပဲဖြစ်ဖြစ်ဒါ online class တက်ချင်တယ်ဆိုရင်လည်းဒါပြောဆိုင်ကနေပညာစိတ်ဝင်စားသူများဆိုတဲ့ဒီ page messenger မှာဆက်သွယ်တက်ရောက်လို့ရပါတယ် online class မှာလည်းဒါပူယူတွေပေါ့နော်အကုန်ရှိပါတယ် online class တက်ချင်တဲ့ဒီဘက်အဲ့ဒီ page မှာအသေးစိတ်သွားပြီးတော့ဖတ်ပြီးတော့ဒါဆက်သွယ်တက်ရောက်လို့ရပါတယ်အဲကျွန်တော်ဒီနှစ်မကုန်ပြပါဘူးနော်ဒီ online class လေးလည်းအများကြီးပြန်ပြီးတော့စဖို့ရှိပါသေးတယ်ပူယူလေးလည်းပြန်ရိုက်မယ်ကျွန်စာလေးလည်းပြန်ရေးပေးပါမယ်